ပြီးသူမူဝါဒဆိုတာပါလေဒါကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုဘလို့များပုံဖော်နေတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြပါပါကျမရဲ့ဆောင်းရှောက်မှုကနေပတ်ဝန်းကျင်အထိပေါ့ပြီးသူမူဝါဒဆိုတာကကျွန်တော်တို့ကဘာကြီးကို ပုံဖော်ပေးနေလာပါဒီတင်ဆက်မှုကနေတဲ့စင်ဒီလိုရှုပ်ထွေးတဲ့အကြောင်းအရကိုရှင်းရှင်းလင်းလင်းဖြစ်တော့အောင် နောက်ပြီးတော့လူအဖွဲ့အစည်းတစ်ခုလုံးဘလို့လဲပက်နေတယ်လဲဆိုတော့နားလည်တော့ကုနီပေးတော့မှာပါကဲအခြေခံလေးတွေကနေပဲဆက်လိုက်ကြအောင် ပြည်သူမူဝါဒဆိုလားတကယ်တမ်းမှာဘာကိုပြောတာလဲပြီးတော့အဲ့ဒါကဘာကြောင့်အရေးကြီးနေရတာလဲအချို့ပြောရရင်တော့လေဒါကလူ့ခွဲစည်းမှာရှိတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးအစိုးရတွေကဘာလို့မလဲဒါမှမဟုတ်ဘာကိုမလုပ်ပဲထားမလဲရှုပြီးရွေးချယ်ဆုံးဖြတ်တာတွေပါပဲဟုတ်ပြီဒီကောဒီလက်ဆွဲစာအုပ်ထက်ကအခြေခံကြားတဲ့အစိတ်ပိုင်းဒီကိုတစ်ခုချင်းစီတေးချာကြည့်ပြီးအသေးစိတ်လည်လာကြည့်လိုက်ကြရအောင်အစိုးရမူဝါဒတွေအားလုံးကအတူတူပဲလားဆိုတဲ့မိကုံးကစိတ်ဝင်စားစရာပါ အဖေကတော့ရှင်းပါတယ်လုံးဝမတူပါဘူးဒီလိုမတူညီတဲ့အမျိုးအစားတွေကိုနားလည်တာကပဲကျွန်တော်တို့ရဲ့တုံ့တက်မှုအတွက်ပထမဆုံးခြေလှမ်းဖြစ်လာမှာပါဒီ slide မှာစိတ်ဝင်စားစရာကောင်းလာကနိုင်ငံရေးသိပ္ပံပညာရှင် Theodore Lou ရဲ့မူပေါင်းကိုသုံးပြီးမူဝါဒတွေကိုသူတို့ရဲ့အထူးကလှုံ့ဆော်ချက်အလိုက်ဘလို့အမျိုးအစားခွဲထားလဲဆိုတော့ပါပဲဥပမာနဲ့ပြောရရင်ဖြန့်ဝေမှုမူဝါဒတွေကြတော့အခြေခံစောက်အောင်စီမံခင်းတွေလိုမျိုးအရင်မြစ်တွေကိုခွဲဝေပေးတယ် စီမင်းခွင့်ကိမှုမူဝါဒတွေကတော့ပတ်ဝန်းကျင်ဆိုင်ရာဥပဒေလိုအပြစ်မှုတွေကိုထိန်းချုပ်တာမျိုးပေါ့ဒီရီမိုင်းချက်တူကို accounting for ဖို့အစိုးရတွေကတန်းစားပလာမျိုးစုံကိုတုံးပါတယ်တာယာဥပဒေပြဋ္ဌာန်းတာတွေအခွန်ကောက်တာတွေနဲ့စပြီးလူတွေကိုဖြောင်းပြတိုက်တွန်းတာလိုမျိုးပိုပြီးသိမ်မွေ့တဲ့နိလန်းနေသည့်ကြဲကြဲပြန့်ပြန့်အထုံးပြုကြတာပါကဲအခုဒါတွေကဘလို့အစင်စင်ဆက်ဆက်သွားလဲဆိုတာကြည့်လိုက်ရအောင်အခုဆက်ပြီးတော့မွာရပြောင်းလဲတွေရဲ့နောက်ွယ်ကလွန်ရှားတက်ကြွတဲ့ဖြစ်စဉ်ကိုရှင်းပြတဲ့ theory တွေကိုလေ့လာကြည့်ကြပါမယ် ပထမဆုံးစွမ်းအားမြင့်ကိရိယာကတော့ Natch Theory လို့ခေါ်တဲ့တွန်းအားပေးခြင်း Theory ပါပဲ။အဓိကကတော့ဒါကအတင်းကျပ်အမြင့်ပေးတာမျိုးထက်စိတ်ပညာကိုသုံးပြီးလူတွေရဲ့ရွေးချယ်မှုတွေကိုတွယ်ဝိုက်တဲ့နည်းနဲ့လွှားမိုးမှုအာရုံစိုက်တဲ့ Theory တခုပေါ့။ဒါကအဓိကအချက်ကို ထိထိမိမိညွှန်းပြနေတာပါပဲ။ရွေးချယ်မှုဆိုင်ရာတိဆောက်ပုံလို့ခေါ်တဲ့နီလန်းလင်းနဲ့လူတွေရဲ့ရွေးချယ်မှုတွေကိုပုံဖော်ပေးတယ်။ဒါပေမဲ့သူတို့ရဲ့လွတ်လပ်ခွင့်ကိုတော့မကန့်တတ်ဘူး။ ဒီလိုနဲ့ပဲအဖြူအမူတွေကိုလမ်းကြောင်းမှန်ပေါ်ရောက်အောင်လမ်းညွှန်ပေးရဖြစ်ပါတယ်။တွားပြမှုတွေကကအူးချင်းစစ်မှာအလုပ်ဖြစ်နိုင်ပေမဲ့ပူကြီးမတဲ့မူဟာကပြောင်းလဲနေမှာတော့အများအဖြစ်နက်နက်ရှိုင်းရှိုင်းယုံကြည်ချက်တည်ရှိလက်ပြန်ပွဲအုပ်စုတွေတဲ့တိုက်ပွဲတွေပါဝင်လာတတ်ပါတယ်။ဆိုထောက်ခံစီယုံရင်ညွန်ပောင်းအဖွဲမူပောင်းရဲ့အဓိကချက်တာပါလဲဆိုတော့မူဝါဒဆိုတာကိုမြင်ကိုယူကြီးချက်အဖွဲတိုက်ပွဲဝင်နေတဲ့ကွန်ရက်တွေကြကနက်ရှေလာမြန်ကျူပန်းရတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ ဒီပုံကိုကြည့်လိုက်ရှင်ဘလောက်ရှုပ်ထွေးလဲဆိုတာတွေ့နိုင်မှာပါညွန်ပေါအဖွဲတွေကမူဝါဒဆံရစနစ်ခွဲတစ်ခုအတွင်းမှာဘလို့မျိုးအလုတ်လုတ်ကြသလဲဆိုတာကိုပြထားတာပေါ့သူတို့ဟာအချိန်နဲ့အမြတ်အစိုးရရဲ့ဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးနိုင်ဖို့သူတို့မှာရှိတဲ့တည်ရန်ဇာတာတွေနဲ့မဟာဗျူဟာရတွေကိုအတုံးဖြူပြီးစ조사ကြတာပါ ဟုတ်ပြီကျွန်တော်တို့ရဲ့နောက်ဆုံး theory ကတော့ကြီးမားတဲ့မူဝါဒအပြောင်းအလဲတွေကဘာလို့မင်းမဆန်ဆန်နဲ့မျိုးလင်းပဲဖြစ်ပေါ်လာရတယ်လဲဆိုတဲ့အခက်အတန့်တွေကိုရှင်းပြပေးမှာပါလမ်းကြောင်းပေါင်းစုံမူပေါင်းမှာဘာကိုပြောရလဲဆိုတော့ပြဿနာတစ်ခုလက်တွေ့ကြတဲ့ဖြည့်ရှင်းချက်တစ်ခုပြီးတော့နိုင်ငံရေးအခြေအနေဒီ၃ခုလုံးအချိန်ကိုက်တိုက်ဆိုင်သွားတဲ့အခါမှာအပြောင်းအလဲတွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်အဲ့ဒီလိုတိုက်ဆိုင်သွားတဲ့အခက်အတန့်ကိုမူဝါဒပြင်သင်ပေါက်လို့ခေါ်တာပါ ဒီပေါ်မှာပြထားသလိုပဲအဓိကကြတဲ့မူဝါဒလုပ်ငန်းရှင်လို့ခေါ်တဲ့တူဒီယောင်းရဲ့အခန်းကဏ္ဍကရန်ရေးပါလာပါတယ်။ဒါကတော့အပြောင်းလဲကိုတွန်းရာပေးဖို့အခွင့်အရေးကိုအရန်ယူပြီးခုနကပြောတဲ့လမ်းကြောင်းသုံးခုကိုချိတ်ဆက်ပေးတဲ့လူပုဂ္ဂိုလ်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်ပါတယ်။ကဲအခုဆိုရင်ကျွန်တော်ဒီလက်စွဲစာအုပ်ကိုပြုစုပြီးသွားပြီဆိုတော့ဒါတွေအားလုံးကိုပေါင်းစပ်ပြီးအားကောင်းတဲ့သုံးသပ်မှုရှုထောင့်တစ်ခုအဖြစ်ဘလို့အသုံးချမလဲကြည်လိုက်ကြရအောင်။ဒီတော့ဒီသုံးသပ်မှုဆန်ရရှုထောင့်ကိုသုံးပြီး ဘသူမှုဆိုမူဝါဒရဲ့ရငင်းခုံမှုတွေကိုပို့ပြီးနဲ့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 နားလည်လာနိုင်ပါပြီ။ပထမဆုံးမူဝါဒရဲ့အမျိုးအစားကိုခွဲခြားကြည့်ပါ။ပြီးရင်ဒိတ်ကပါဝင်နေတဲ့ညွန့်ပေါင်းအဖွဲ့တွေကိုရှာဖွေပါ။နောက်ဆုံးအနေနဲ့အပြောင်းလဲသောအခွင့်အလမ်းဖွင့်နေပြီလားဆိုတာကိုရှာဖွေပါ။နောက်ဆုံးမှာတော့လေဒီလက်ဆွဲစာအုပ်ရဲ့အရည်ရွယ်ချက်ကကဘာကြီးကိုနားလည်ဖို့တတ်သက်တော့မဟုတ်ပါဘူး။လူတိုင်းကိုသူတို့ကိုယ်တိုင်သုံးသပ်နိုင်ဖို့မူပေါင်းတစ်ခုနဲ့တက်ဆင်ပေးချင်တာပါ။အခုဆိုရင်ဒီကိရာတွေနဲ့ဘယ်ပြဿနာကိုပို့ပြီးနားလည်အောင်လေ့လာကြည့်ချင်ပါသလဲ။